မမမေကမတားဘူးလားဟာအကိုကြီးဟောလက်ခံတာပဲလားသားသမီးချင်းအတူတူမိတဆိုးဖြစ်နေတဲ့ယမကိုပို့ပြီးခရူးဆိုင်ပေးရမှာကိုအကိုကြီးကဒီတိုင်းပဲလက်မိုက်ကြည့်နေတာပဲလားမမမေမမမေမမမေဟမ် ပြောလေတက်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 ခေါ်နေရလဲမကြောက်ဘူးမို့တော့ကြီးညာမေ့သွားပြီလားလို့မို့ပါဘူးတက်တက်ရဲ့တက်တက်မလာတာကြာလို့မမေ့မေ့ပြန်သွားပြီလားလို့ပါအဲ့လိုလည်းမဟုတ်ပါဘူးမမေ့ရဲ့တက်တက်ကမကြခဏနိုင်ငံညာခရီးထွက်နေရတော့မမမေ့စီမလာဖြစ်တာပါမသိရင်သူ့ကိုပြစ်ထားကြာနေရတယ်ဟုတ်ပါပြီတက်တက်လာတာနဲ့ရောမမမေ့ရချိန်နဲ့နေပါပြီကဲပြော ဘာကိစ္စလဲတသက်လာရင်ကိစ္စတသက်သူများကိုငွေချီးထားတာငွေလွန်နေလို့အဲ့ဒါမမမေစီကူညီလာတန်းတာဟိုတသက်ကိုငွေခဏလောက်လှည့်ပေးပါလားယင်နန်းကြီးမငွေလိုမမမစီလာတယ်ပေါ့မမမေရေဘလို့ပြောလိုက်တာလဲတသက်ရင်ထဲမှာစို့သွားတာပဲတသက်ကမမမေကျမ်းမာရေးကောင်းမကောင်းလဲမေးရင် ်ဥမမေစီအကူကြီးလေးတောင်းရင်းလာတာပါဥမမေမညီမအရင်ချဆိုလို့ဒီညီမလေးတယောက်ပဲရှိတာမဟုတ်ဘူးလားဟုတ်ဥမမေစီအကူကြီးတောင်းချင်လို့လာတာလေဟုတ်ဥမမေကိုတတိယနေရလဲတကယ်ပါအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူးတသက်ရသက်သက်မရှိရင်ဒီအိမ်မှာမမမင်းကလူဘုတယောက်ပဲဖြစ်နေရတာပါတသက်ကလည်းကိုမိသားစုနဲ့ကိုဖြစ်နေပြီဆိုတော့ မမမေကိုယူမဆိုင်ပါမမမေကြောက်လို့ပါမမမေရဲ့တက်တက်နဲ့အတူတူလာနေပါဆိုတော့လည်းမဟုတ်ဘူးမမမေကဒီအိမ်ကြီးကိုဆွဲလန်းကြီးတာဟုတ်အဲ့ဒါလည်းကောင်းပါတယ်ဒါမိဘအမွေပဲဥစ္စာတက်တက်ကလည်းမမမေရှိနေလို့စိတ်ချလက်ချနေနေတာခိုးသားမိနေရောအဆင်ပြေရဲ့လားနေပါတယ်ငန်းကြွားလို့တော့ဘယ်လောက်လဲ90လား 900အမမမေ900များလိုက်တာတက်တက်ရေမမစီမှာဒီလောက်ပဲရှိမှာတော့ရှိတဲ့လောက်ပဲပေးလိုက်ပါမမမေအကျိုးမရုပ်စေရပါဘူးတက်တက်ပြန်ပေးမှာပေါ့ငွေချီးထားတာလက်လွန်နေတော့ဒီဘက်လုပ်ငန်းနဲ့ငွေထည့်ဖို့လိုနေလို့ပြီးတော့ယောက်ျားကလည်းပြန်မရောက်သေးဘူးမလားဒီငွေလောက်ကတက်တက်အေးဆေးဆေးပြန်ပေးလို့ရပါတယ်တက်တက်ဘယ်တော့မှများသူများစီကငွေချီးဘူးလို့လေအခုကလူယုံတက်တာအမလီလူယုံတက်တာတဲ့လေ တူမကပါတက်သေးတာမမမေချစ်တော်တူမပေါ့ဘလို့တတဟုတ်တယ်မမမေငွေချီးထားတဲ့လူကပြန်မဆက်လို့အမှုဖွင့်မလို့ညီမစီသွားပြီးအကူညီတောင်းတာဘာမှအာမကိုရဘူးမာနကိုအလံလွှင့်နေတယ်သူ့အကြောင်းတော့ပြောချင်တော့ပါဘူးအော်တတရေညီမကရှေ့နေလေသူလှုပ်တင်လှုပ်တိုက်တဲ့ထင်လို့လှုပ်လိုက်တာနေမှာပေါ့အမလီတိပါတယ်မမမေကသူ့ဘက်ကပဲပါမယ်ဆိုတာ မပြောချင်တော့ဘူးကဲပြေးပြေးပြေးပါစံအဲ့ဒါခဏစားမမေချက်ရေးပြလိုက်မယ်အော်တတတ်ဒီပစံတော့ငါမျိုးကပြန်ဆက်မှဖြစ်မယ်နော်မမေအလူတန်းလေးလေးလှုပ်ချင်ပြီးတယ်အိုစာမင်းစာအတွက်ကလည်းဒီပစံလေးပဲရှိလိုပါကောကဲမမမေရေယုံကြည်လိုက်ပါညီမချင်းချင်းလိမ်မစားပါဘူးတတတ်အစဉ်ပြေတာနဲ့ချက်ချင်းပြန်ပေးမှာနော် မမမေဟိုမမမေနေတကုံဆိုတဲ့ကောင်လေးကိုဘလို့မြင်လဲဘလို့မြင်ရမှာလဲတက်တက်ရဲ့မမမေဘလို့မမေမြင်ပါဦးတက်တက်ကတော့လေအဲ့ဒီကောင်လေးကိုလုံးဝကြည့်လို့မရဘူးကိုလေးဆက်ပိုင်းရှာခဲ့တဲ့ပစ္စည်းတွေနဲ့ဒင်းကအောင်မြင်နေတာသူ့ကိုယ်သူရွှေစွန်းကြိုက်ပြီးမွေးလာတဲ့တထေးသားလိုလိုဘာလိုလိုဟိတ်ဟန်နေလုံနေတာနေရာတိုင်းသူ့တည်နေကြီးပဲဒါတောင်ကျေးဇူးကကမ်းကျင်သေးတာမလွယ်ဘူးမလွယ်ဘူးဒင်းကအကြောတင်းလေးထားလိုက်ပါတက်တက်ရဲ့သူ့ဘဝနဲ့သူပဲဟာ မောင်လေးစက်ပိုင်တရားဝင်မွေးစားထားတဲ့မွေးစားသားမမမျိုးနဲ့ဘာမှမဆိုင်တာကွယ်မဟုတ်တာမမမေရဲ့အကိုလေးရဲ့သားဆိုလို့ရှိရင်ပိုင်ခရိုင်အုပ်ချုပ်မှုတော့ခံရမှာပဲအခုကမာနတွေတကွန်လွှင့်နေလိုက်တာများနာမည်အတိုင်းပဲမမမေရဲ့တူမရမလဲဘာထူးလဲသူ့ကိုယ်သူတရားဝင်သမီးဆိုပြီးတော့ဟိုမူမူတင်တို့ညီမနဲ့လည်းမတက်မာနကလည်းကြီးအဲ့ဒါလေမမမေလိုလိုက်ထားလို့ဖြစ်တာသိလားမဟုတ်တာပဲတတ်တတ်ရဲ့ ရမားဆိုတဲ့ကလေးကသူ့အသူရက်တီကိုစူးစမ်းနေတဲ့သူပါမမေရောကကိုကြီးစောက်ရှာမှာမဟုတ်ဘူးလားဟောဘာစောက်ရှောက်စရာလို့လို့လဲမမမေရဲ့သူ့မေပေးထားတဲ့အမွေနေနဲ့ဗမာအနေနဲ့အဆင့်ကိုပြေးနေတာပဲဥစ္စာဟိုမဟုတ်တာကွယ်သူ့ခင်ဗျာဓာရီမမက်လို့မိမိတင်တို့သားပြီးအတင်းတောင်းတာနဲ့သူ့မေထားခဲ့တဲ့အတွင်းပစ္စည်းတွေကိုရော့အင်ဆိုတော့ပေးပြီးတော့ထွက်သွားတာအေးညီတူမညီပြောသလိုမာနာခဲ့မှန်တယ်ဒါပေမဲ့နင့်နာသူမာနာခဲ့ပါဟဲ့ဘယ်လိုပစ္စည်းတွေအကုန်လုံး မိမိသွင်းတို့ပေးလိုက်တယ်ဟာဘာဖြစ်လို့ပေးလိုက်ရတာလဲဟာမမမေကမတားဘူးလားအကိုကြီးဟောလက်ခံတာပဲလားသားသမီးချင်းအတူတူမိတဆိုးဖြစ်နေတဲ့ယမကိုပို့ပြီးဂယုဆိုင်ပေးရမှာကိုအကိုကြီးကဒီတိုင်းပဲလက်မိုက်ကြည့်နေတာပဲလားဟမ်တသက်ကဒါတွေမသိသေးဘူးလားမသိပါဘူးတသက်ကဒီကိစ္စတွေဘယ်လိုလုပ်သိမှာလဲမဖြစ်ဘူးဟိုသားမီးလူဘာဝလို့မဖြစ်ဘူးဒီကိစ္စကိုအကိုကြီးနဲ့ရှင်းမှာကိုဖြစ်မှာတသက်ကဒါပြောတာလို့လို့မရဘူးတသက် ဘုံမထိုင်ဟုတ်ကဲ့ပြောဘာကိစ္စပန်းလားစိန်ကုမ္ပဏီကိစ္စပြောလို့ပါဘူးဟုတ်ဘာတောင်းလဲတခုတောင်းမလားအော်မတောင်းတော့ပါဘူးကျွန်တော်အခုရေးကြီးကိစ္စလေးပြောလို့ပါโอเคပြောကုမ္ပဏီအန်ကယ်ဥစ္စာပိုင်ရှိစဉ်ကလေးကရှယ်ယာအများဆုံးဖြစ်ခဲ့တဲ့ပန်းလားစိန်ကုမ္ပဏီကိုအခုကိုနေတကောင်ကသူ့ရှယ်ယာတွေအကုန်ပြန်အမ်းပြီးတော့တူးပိုင်ကုမ္ပဏီလုပ်တော့မှာစုဒါပေမဲ့ဟုတ်တယ်လေဘာဖြစ်လို့လဲ ရှယ်ယာရှင်တွေအားလုံးရဲ့ရှယ်ယာတွေကိုပြန်မှန်းခင်မှာကျွန်တော်တခုလောက်ကူညီပါလားကျွန်တော်ဝင်နေတဲ့လုံနေလို့ပါခွင့်နေလို့ကျွန်တော်ငွေကူရမယ်ပေါ့ဟုတ်ပါတယ်ကျွန်တော်ပုံအနေနဲ့ပြောရမယ်ဆိုရင်ဒီကုမ္ပဏီရငွေတွေကိုလုပ်ငန်းအတွက်အသုံးထားတာကျွန်တော်လည်းလည်းလက်လုံပါပါမယ်အဲ့ဒါဒါတခြားရှယ်ယာရှင်တွေသိပါမယ်ဆိုရင်ကျွန်တော်တရားစွဲခံရနိုင်တယ်အဲ့ဒါကိုနေတော့ကျွန်တော်တခြားလောက်ကူညီပေးပါမယ်စိတ်မပူပါနဲ့ကျွန်တော်ကူညီပေးမယ် ကိုမိုးတခုတော့ရှိကိုမိုးကျွန်တော်ကုမ္ပဏီကနေပြီးတော့မပတ်သက်မှုမှမရှိပဲရှယ်ယာဝင်အဖြစ်ကနေရောလက်ရှိကုမ္ပဏီယာတူကနေရောရှာသက်ပံနှုတ်ထွက်သွားပြီးရမယ်။ဗျာကျွန်တော်နိုင်ငံခြားသွားနေတော့လေးလေးဆက်ရဲ့ကုမ္ပဏီကိုစောင့်ရှောက်ပေးထားတဲ့ခမရရဲ့ပြန်တည်တက်မှုနဲ့အခုခမရရဲ့ကိုရှင်းတရားကိုမထိမ့်မယ်နဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့ကိစ္စ။ အဲ့ဒီဖြစ်ရကအကြောင်းပြချက်တကူမတူဘူးအခုခမရဲ့ဂုံသိခါကိုကျွန်တော်ငှက်ွက်တဲ့အနေနဲ့ဒီကိစ္စကိုကျွန်တော်မသိကြအောင်ဆောင်မိလိုက်ခမရဲ့ကုမ္ပဏီကနေအလိုက်တိလေးနဲ့ထွက်သွားပြီကိုမကျွန်တော်ရဲ့ကုမ္ပဏီမှာရိုးသားတဲ့သူတွေပဲလုပ်ရှိတယ်ဝေဝေးမှန်းသိရတဲ့ကပိုက်ထောင်တွေတော့ကျွန်တော်ထဲမှာထားတယ် ။ခင်ဗျားနဲ့ကျွန်တော်နဲ့ဒီနေ့တွေ့တာနောက်ဆုံးပဲ။ခွန်းလေးကကျွန်တော်ခင်ဗျားရှင်းပြတယ်ကျွန်တော်နားမထောင်ချင်ဘူး။ကျွန်တော်လုံခြုံရေးတွေမခေါ်ခင်ခင်ဗျားသွားလိုက်